ကဲအနေနဲ့ရကကျွန်တော်ရဲ့ရွှေစကားငွေစကားမိတ်ဆွေအားလုံးရောစာဖတ်ပရိသတ်ကာတွန်းပရိသတ်ဗီဒီယိုပရိသတ်အားလုံးကိုစိတ်နှဖျားကြမ်းပါသည်တဲ့ကြမ်းပါအောင်ချမ်းသာသည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနေကြပါစေကံညာဝရိယသုံးချက်လုံးအကောင်အောင်လေးကျူပန်းတော်မူနေကြပါစေခင်ဗျာလူသဖြင့်အခုလိုကိုဗစ်ခုခံစစ်ကိုဆင်နွှဲနေကြတဲ့အခါသမယမျိုးမှာမိမိတို့ရဲ့ကံဆွမ်းညာဆွမ်းဝရိယဆွမ်းတွေကိုအလဟတအချီးနှီးမဖြစ်စေဘဲနဲ့ မိတ်မလျော့မပေါ်မဆတော့တတိကြီးစွာထားပြီးတော့အောင်မြင်ပေးခြင်းအောင်ကြော်လွားတော်မူနိုင်ကြပါစေကြော်လွားနိုင်ဖို့လဲအားထုတ်တော်မူနိုင်ကြပါစေလို့ကျွန်တော်ထပ်မံပြီးတော့ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျညစဉ်ကျွန်တော်ရဲ့ဒီဇင်ယောင်ဒီ page ကနေပြီးတော့ရွှေစကားငွေစကားအစီအစဉ်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လဲအတုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျ ဲ့တော့ဒီ page ကနေပြီးတော့ live လေးပြောပေးနေတော့တော့ဒါကတော့ဇင်ယွန်နီ page အစ်စ်အမန်းဆိုတာလေးလဲပြိတ္တကိုကြော်ပြီးသားလေးဖြစ်သွားတာပေါ့နော်အဲ့တော့အတုအပဆင်လူယိုးမားတွေကလည်းဤမျိုးစုံနဲ့မှွေနေပါတယ်သတိပြုတော်မူကြပါခင်ဗျနော်အဲ့တော့ကျွန်တော်နဲ့ရဝေးကမိတ်ဆွေတွေချိတ်ဆက်ခြင်းကြတာဆက်သွယ်ခြင်းကြတယ်ဆိုတာတွေလည်းပဲကျွန်တော်မှာကကျွန်တော်တယောက်တည်းပြိတ္တကအများကြီးဥမာဆိုပါတော့အခုလို live ပြောတဲ့အခါမှာမိတ်ဆွေတွေကနေမင်္ဂလာပါတို့ hi တို့ တော်တော်တယောက်တစ်ခွန်းတည်လွယ်အပြောရင်တော့မှကျွန်တော်အဲ့ဒါကို ပြန်ပြောဖို့နေနေသာသာဟိုလိုက်ဖတ်ဖို့တောင်မလွယ်ဘူးပေါ့နော်အဲ့တော့တုံတောင်ဇင်းယောင်ကြီးဆိုပြီးတော့လိုက်မှုကနေဘေးရင် ဟောပေးတာတို့ပြန်ပြီးအဆက်အသွယ်ချိန်ဆက်လောက်တာတို့နော်ဆက်အသွယ်ခိုင်းတာလို့ဆိုရင်စဉ်းစားချင်းချင်းတော့ပုံကြပါဇင်းယောင်ကြီးအစ်စ်ဟာတော်တော်ကိုအချိန်ကျပါတယ်တောင်ဒါလေးမိတ်ဆွေများအတွက်ကျွန်တော်စေနာရှိထားပြီးဒီစကားပြောပါတယ်ဗျနော်ဒါတော့ညီမျိုးစုံနဲ့ လိုင်းပေါ်မှာရောအပြင်မှာမှွေးနေနှောက်နေကြတဲ့အထုအယောင်ဆင်လူကျိုးမတွေလိန်လေလှည့်ပြားနေတာတွေနော်အဲ့ဒါလေးတွေလည်းသတိပြုတော်မူကြပါခင်ဗျာနော်အဲ့တော့ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်ကြိုးစားပြီးတင်ဆက်ပါတယ်ဗီဒီယိုကိန်းခန်းနေနဲ့အတူမိတ်ဆွေများအတွက်စိတ်ခွန်အားတို့ရတို့ချောင်းဉာဏ်အလင်းလေးတွေပွင့်ရပွင့်ချောင်းနှလုံးငြိမ်းချမ်းရငြိမ်းချမ်းချောင်းလက်ဆောင်စကားလေးတွေလည်းကျွန်တော်ပြောပါတယ်ဒီနေ့ကျွန်တော်ပြောခြင်းနဲ့ မှတ်မှတ်ရရဖြစ်ရလေးတခုကတခါကျွန်တော်တို့အဘမိတ်နေခါနဲ့ဒေးဆွန်ပါဖရာဖူကြတာဒေးဆွန်ပါဆိုတာဟိုတောင်ကြီးကနေလမ်းလျှောက်ပြီးတက်သွားတာကိုကကိုကြည်နူးချမ်းမြို့ကိုကောင်းတယ်ပေါ့နော်ဒီကဘာဝတော်တောင်းရေမြေသစ်ပင်တော်တန်းနေကြတဲ့မှာတက်လိုက်ကြဆင်းလိုက်ကြအဘေးကစိမ့်ဆူအဲ့တော့အဘနဲ့ကျွန်တော်တို့ခလေးတွေပေါ့ဗျာပြောကြပါစို့အဲ့လိုတက်ဒေးဆွန်မှာတောင်မို့တယ်တော်တော်တက်ယူရတယ်သူကတော်တော်တက်ယူရတယ် 5မိနစ်လောက်လမ်းလျှောက်ပြီးရင်ဗျနားမကွာအေးနော်ကျွန်တော်တို့ရေဘူးရဲနဲ့ရေထုတ်အပေါက်တိုက်အာအဲ့မှာ5မိနစ်7မိနစ်အလာပါတလာပါပြောပြီကဲခီးဆက်မယ်ဆက်လိုက်ပြန်ရော5မိနစ်လောက်ရှိရင်တခါနားမကွာဆိုနားပြန်ရောဆိုတော့၄ကနေ၅က၅ကနေ၇ကလောက်ဖြစ်လာတော့ဒီခီးတော်တော်မပေါက်ဘူးပေါ့နော်အဲ့တော့ခဏခါလောက်ဖြစ်လာတော့ကျွန်တော်မနေနိုင်ဘူးမေးမိတယ်အဘနဲ့ကအဘကိုလည်းကျွန်တော်တို့အင်မတန်ကို လေးစားကြောက်ရွံ့ရပါတယ်တုံလျောင်ကြောက်ရတာမျက်နှာတော့စိတ်တွေမကြည်အောင်ကြောက်ရပါတယ်သို့တော်လည်းပဲညီးအဖိုးအရွယ်တွေဆိုတော့လည်းတန်ရုံးစိန်လည်းရှိတယ်ပေါ့ဗျာရှိတဲ့အခါကျတော့အဲ့ဒါဟိုဘာဖြစ်လဲဆိုတော့ကြောက်တာကြောက်တာပဲလေးစားတာလေးစားတာပဲဒီခါတချို့စကားတွေကြလဲညီးအနည်းနည်းပြောပြကြတာပါအဖကလည်းနားပဲနားနေတာဘယ်လိုပြီးခီးရောက်တော့မှလဲအဲဒါမျိုးကလေးတွေကပြောပြတယ်ပေါ့နော် ဆိုတော့အဘမင်းနေကဘာပြန်ပြောလဲဆိုတော့ तू ကတော့အမောပြေလဲစက်တွေတောက်တာပဲစက်တွေလေးခဲပြီးတော့ဟုတ်လားအမှတ်ထားကွာမောလို့နားတာမဟုတ်ဘူးရောင်ကြီးမမောခင်နားတာဘလို့ပါအေးငါမင်းတို့ခဏခဏနားတာပဲပြောနေတာဟုတ်တယ်ငါမောလို့နားတာမဟုတ်ဘူးမမောခင်ငါနားတာမောမှာဆိုလို့နားတာရုပ်တရက်တော့အဲ့ဒီစကားလွယ်လွယ်လေးနဲ့ စဉ်းစားစရာဖြစ်နေတယ်အဲ့တော့မှအဘထပ်ပြီးပြောတယ်လူငယ်နဲ့လူကြီးစွန့်ရင်စိုက်ထုတ်နိုင်တဲ့စွန့်အားခြင်းအလုံးတူတဲ့ကိုလူရဲ့တဲ့ဒါပေမဲ့လူကြီးတွေတရီမထားမိတာကဆိုကြပါလူကြီးတွေပြောလို့ရှိတယ်ဟဲ့ဟာမင်းတို့လူငယ်တွေလုံနိုင်တယ်လို့အဖိုးကြီးဆိုပြီးအထင်မသိနဲ့အဖွားကြီးဆိုပြီးအထင်မသိနဲ့ငါလည်းလုံနိုင်တယ်ဟဲ့ဟာဟုတ်တယ်လုံနိုင်တယ်လူငယ်ဆယ်မိုင်လမ်းလျှောက်နိုင်ရင်လူကြီးလည်းဆယ်မိုင်လမ်းလျှောက်နိုင်တယ်လျှောက်နိုင်တယ်ဒါပေမဲ့ဘာကွာလဲဆိုတော့ လူငယ်က10မိုင်လမ်းလျှောက်ပြီးရင်မင်းမိနစ်20နာရီဘယ်လောက်နားလိုက်ပြီးအမောပြေတာကွာလူကြီးကမင်း2ရက်3ရက်မှအဲ့ရတဲ့မှာဖလက်ပြသွားမှာတဲ့10မိုင်လမ်းလျှောက်ပြီးရင်အဲ့တော့လုံနိုင်တာချင်းတော့တူတယ်ပြန်ပြီးတော့အားပြန်ပြေးဖို့ပြန်တည်ဆောက်နိုင်မှုနှုံညင်းကတော့ကွာတယ်မင်းလူငယ်စံတိတ်ထမ်းတယ်လူကြီးကလည်းအဖိုးကြီးကလည်းဟဲ့အောင်ငါလည်းထမ်းမယ်ဟဲ့အောင်ဆိုပြီးထမ်းရတယ်ထမ်းနိုင်တယ်တို့တော့လူငယ်ကစံတိတ်ထမ်းဆယ်မိလောက်နားပြီးနောက်တိတ်ပြန်ထားနိုင်တယ်လူကြီးကတဏီကုံအဲ့ဒါဖလက်ပြသွားမှထားနိုင်တော့ဟဲ့အောင်ကြီးတယ် အဲ့တော့ငါလူကြီးဖြစ်လာပြီဆိုတဲ့ခါကျတော့ကိုယ်ကလည်းသိထားတာပေါ့ကွာတဲ့လူငယ်နဲ့ပြိုင်ပြီးလမ်းလျှောက်ရှောက်နိုင်တယ်ရှောက်တာရှောက်နိုင်တယ်ပြီးရင်ဖလက်ပြမှာခဏလေးတော့ဖလက်ပြတော့မှရောင်ကြီးတဲ့အဲ့တော့မှတ်ထားကွာတဲ့ဘယ်အလုံးပြီးပြီးမနမမောခင်မှာနားတယ်မောသွားပြီးပြန်ပြီးအဖတ်ဆယ်ဖို့မနွယ်ဦးခရောင်ကြီးတဲ့အဲ့တော့ငါ9မိနစ်လောက်လမ်းလျှောက်တယ်မမောသေးဘူးကောင်းမွန်မယ်နားလိုက်တယ်ပြီးတော့မှတစ်ခါပြန်ပြီး9မိနစ်လမ်းပြန်လျှောက်တယ် မမော်သေးဘူးနားတယ်ဘာဆိုတော့မောပြီးမှနားရင် အမောမပြေတော့ဘူးငါမလုံနိုင်တော့ငါမလျှောက်နိုင်တော့တာဖြစ်သွားမှာတဲ့အဲ့တော့လောကကြီးမှာမမောခင်နားကြကြီးဆိုတော့ဒါလေးကရုပ်ပိုင်းဆိုင်ရာအတွက်မှာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါကျွန်တော်တို့အရန်အထောက်အပြုတဲ့စကားတစ်လုံးပါပဲအဘမင်းသင်္ခါဆိုလဲကျွန်တော်တို့အလုပ်တွေလုပ်တယ်ဆိုကြပါစို့မနေ့နှစ်နာရီလောက်ဆိုရင်အဘအိယာထားတယ်သူအဋ္ဌိဌာန်ကိစ္စပါညာလောက်ဆက်ရှိတာလုပ်တယ်သုံးရက်လောက်ကြာရင်ဒီနားမယ်ကွာ ဆိုတော့ तू ပရိစိတ်တာဘာညာနားပြီပေါ့ကဲတဲ့ဟိုတို့ရောင်မြတ်မကစင်းနဲ့ရုပ်ရှင်မြန်မာတို့ဘာတို့တော့ဂမ်ဘီရမကစင်းတို့စာမှုတွေရေးဖို့ရှိတယ်မလားတဲ့အဲ့တော့ဒီဆက်ရေးအောင်ကွာတဲ့ဆိုတော့ तू ကပါဇက်ကခေါ်ပြီးတယ်ကျွန်တော်ကလိုက်ရေးပေးရတယ်မနေ့၃နိုင်လောက်ဟာ तू ကဘေးနားလေးမှာလမ်းလျှောက်ဝင်းနဲ့စီကလေးခဲပြီးလမ်းလျှောက်ဝင်းနဲ့ဒီနေ့တနေ့ကျွန်ုပ်ဒီရွှေဒဂုံဖရာတို့တက်ခဲ့လေဤဆိုတာမျိုးဆိုကျွန်တော်ကလိုက်ရေးပေးရတယ်အတန်တလောက်ရေးပြီးနားမယ်ကွာအော်နားပြီဆိုတော့အလုပ်မလုပ်တော့အောင်မေးတာနော်ဟို မနေ့ကငါတို့ဘေးရင်မှတ်စုတွေထုတ်တာရှိတယ်ဟဲ့အဲ့ဒါတန်လန်းဖြစ်နေတယ်ယူခဲ့အဲ့ဒါဆက်လို့ဟာဟောနားရဲဆိုလို့နားများနားမလားလို့ခလေးကပျော်သွားတာမလေးနားပြီခုကြတော့စာရေးတာနားပြီတော့မဘေးရင်မှတ်စုထုတ်မယ်တဲ့ तू ကဘာသာကခေါ်တယ်စဉ်းစားပြတယ်ဟာ तू ထမင်းစားတဲ့ဇပွဲဝိုင်းလေးမှာတင်မောတို့စီအမဲတောက်တာအမြေပြူလေးနဲ့ချစ်ချစ်ပြီးတော့အေးဘဲဥစားဘဲရဖြစ်ကွာဘာနဲ့ဘာနဲ့မြှောက်ပြီးတော့ဘဲဥစားရလဲအေးဘဲခွက်လာမှာဘာဖြစ်လိုက်လို့ရတယ်တဏ္ဍာရီလောက်လောက်ပြီးရင်နားမယ်ကွာဩနားပြန်ပြီ ဆိုပြီးတော့ဟိုမှာဧည့်သည်ရောက်နေတယ်ကွာတဲ့လွတ်လိုက်ကွာတဲ့အဲ့ဧည့်သည်ဘာကိစ္စလဲတွေ့ပြီးစီတင်ပေးရဟာအလုတ်ကဆက်လုပ်ပြန်အောင်ဆိုတော့အဲ့လိုနားမယ်ကွာနားမယ်ကွာနဲ့ပြောရင်ပြောရင်းနဲ့ပဲတမိုးချုပ်သွားတာည7နှစ်နှစ်တနားကြီးထိုးသွားပြန်အောင်အဲ့ည7နှစ်နှစ်တနားလောက်အိပ်ပြန်နှစ်နှစ်လောက်ကြီးပြန်ထလာပြန်အောင်တနားကြီးလောက်တစ်ခုလုတ်ပြန်နားမယ်ကွာလို့ပြောပြီးနောက်တစ်ခုလုတ်ပြန်အောင်အဲ့ဒါလည်းကျွန်တော်တို့အဘအောင်မေးဖြစ်တဲ့အခါကျတော့ဟုတ်တယ်နဲ့နားတာလေကွာတဲ့ အဖနားရဆိုပြီးတနေကုန်မနေ့အိယာထားနေညပြန်အိယာဝင်တဲ့အထိတောက်တော့ဒီလိုกว่าတဲ့လူမှာရုပ်ပိုင်းဆိုင်ရာမောသွားတာပင်မန်းသွားတာတိတာလွယ်တယ်တမလန်လန်းလျှောက်ပြီးမောသွားတယ်ဘောထိုင်နားတယ်ဟာမြန်ပေါက်တာငါဆယ်မိနစ်လောက်ပေါက်ပြီးမောဟာခဏနားမယ်တိတာမောရင်လူကဆက်မလို့နိုင်တော့နားတာဒါပေမဲ့လူတွေတတိထားဖို့ကစိတ်မောတာ စိတ်ပိုင်းဆိုင်ရာအမောအေးအဲ့ဒါကကြတော့မောမမသိတဲ့အတွက်ဆက်လုံနေဆက်လုံနေတော့ဘာဖြစ်လဲဆိုတော့နောက်ကြတော့ကိုလုတဲ့အလုပ်ကိုကြောက်သွားတယ်လန့်သွားတယ်မုန်းသွားတယ်ယွန်သွားတယ်အဲ့ကြိုင်ကိုအလုပ်မပြီးပြင်းတော့ကိုလူကြီးဘလောက်ကောင်းမွန်ကောင်းမြတ်တဲ့အလုပ်ပဲဖြစ်ဖြစ်ဘလောက်ကိုဝါသနာကြီးစိတ်ပါဝင်စားတဲ့အလုပ်ပဲဖြစ်ဖြစ်နေနိုင်ပေါင်းများစွာလုပ်ပြီးဆိုရင်တော့စိတ်မှာမောလာတယ်ညင်းငွေ့လာတယ်ပင်ပန်းသွားတယ် အဲ့ဒါကြီးကိုဆက်လုပ်ရင်တော့အဲ့အလုပ်ကိုကိုအင်မတန်မျက်နှိုးပါတယ်ဆိုတော့နှိမ့်ချိုက်သဘောကျပါဆိုတော့အလုပ်တောင်တော့မလုပ်ချင်တော့လန့်သွားတာဖြစ်နေမှာနော်ဒါကြောင့်ကဘာမှာဆိုရင်ဥမာခလေးတွေစာတင်ကြောင်းနေမှာဆိုရင်စာတင်ချိန်တစ်ချိန်ဘာသာရပ်တစ်ခုကို45မိနစ်ဆိုပြရမြတ်တတ်မှတ်ကြတယ်ဘာလို့ဆိုတော့ တဏှာကြီးနားထောင်မလားနားထောင်နိုင်တယ်နှစ်နာရီနားထောင်မလားနားထောင်နိုင်ပါလေခလေးကဒါပေမဲ့55မိနစ်လောက်ဆိုရင်အာရုံညောင်းသွားပြီညောင်းသွားရင်နောက်တစ်ခါအဲ့ဒီအကြောင်းနေပြန်နားထောင်မယ်ဆိုခလေးကလန့်ပြီမသိစိတ်ကကံပြီးတော့အဲ့ဒါကို तू မကြားချင်တော့နားမထောင်ချင်တော့မပတ်သက်ချင်တော့လန့်သွားတာတဲ့အဲ့တော့ ကျွန်တော်မိတ်ဆွေများထဲမှာဥမာအဋိဌံကိစ္စဘာညာလုပ်တယ်ဆိုတော့တချို့အဋိဌံတနေ့ကငါ၃နာရီဟာအဲ့ဒါဘနေ့အဋိဌံသူပြီးအာဟိုမှာကလေးကလည်းငိုလို့ဥမာနော်အလုတ်ကလည်းအရေးကြီးနေတယ်သွားအောင်မယ်ဈေးကလည်းသွားအောင်မယ်ထမင်းကလည်းချက်အောင်မယ်အဲ့ရဲမှာဟာအဋိဌံကိစ္စငါတော့အပြတ်မခံဘူးလုံ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 းဒါပေမဲ့ကြားတဲ့အခါမှာကိုလှုပ်တဲ့အလုတ်လှုပ်ချင်လို့လှုပ်တဲ့အလုတ်မှာပေါ်မှာပဲမသိစိတ်ကမနှိမ့်မြို့တော့အဲ့ဒီအလုတ်ပေါ်မှာကန်လာတယ် ဟာမလုတ်ချင်တော့ဘူးဆိုမျိုးပေါ့အဲ့လိုလို့အမောင်ကြောက်သွားဆိုဖြစ်သွားတာတဲ့ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာမှာလည်းပဲအပါမဲနေကကျွန်တော်တို့အဆုံးမခဲ့ပါတယ်မမောခင်နာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လာရင်လည်းပဲကိုလုတ်တဲ့အလုပ်တစ်ခုနိုင်ဝက်တနိုင်လောက်လုပ်လိုက်ဒီဖြင့်အဲ့တော့အဖရဲ့ကုနာနီးရစာရေးတာတနိုင်လောက်လုပ်ပြီးရင်သူခေါင်းကနှုံးသွားပြီပန်းသွားပြီစိတ်ထဲမှာမတိစိတ်ကနှုံးသွားပြီပန်းသွားပြီမောသွားပြီအဲ့တော့အဲ့ဒါရက်လိုက်တယ်ရက်ပြီးတော့နောက်တစ်ခုပြောင်းလုပ်တယ်မဘေးရင်သင်ငန်းလာကိစ္စလိုက်လုပ်တယ် အေးအဲ့တော့တနါရီလောက်လုတ်ပြီးရင်နားလိုက်တယ်နောက်တစ်ခွလုတ်တယ်ဘာဆိုတော့လူကကြတော့လူပင်မန်းရင်အမောဖြေရမယ်အသက်ဝါရှူတက်တောင်တက်တာနေမောမောဖြေတယ်စိတ်ပင်မန်းတာကြတော့အာယုံညောင်းတာအာယုံမဆိုင်နိုင်တဲ့တော့ဖြစ်တဲ့အတွက်ဒီတစ်ခုအာယုံညောင်းသွားရင်အဲ့ဒါရလိုက်ဖို့ပဲနောက်တစ်ခုပြောင်းရသေးတယ်စိတ်ကကြတော့နော်ဆိုကြပါစို့ခုနပြောသလိုစာရေးတာတနါရီလောက်လုတ်ပြီးတဲ့ခင်မှာပင်မန်းသွားရင်ဟာတခြင်းဆိုတာဘာညာမိနစ်20နာရီခွဲလောက်လိုက်မှာပေါ့ ဲ့အဲ့အတွက်ဘာပင်ပင်မမ်းမှုဒါရှေ့ရအလုပ်ကိုအပင်မမ်းဖြေတာကိုလုံးချင်တာလုပ်လိုက်တာလေအာမိနစ်20နာရီဝက်ဂီတနဲ့ပတ်သက်တာလုပ်ပြီးရင်ပကြီးဆွဲမယ်ကွာဆွဲလို့ရတယ်အာယုံကအစ်လန်းဆန်းနေတယ်ပကြီးဆွဲတာတနာရီဆွဲပြီးရင်အေးငါဟိုမဲ့စောက်ဖတ်မယ်ကွာတနာရီအာယုံကကြပြောင်းလို့ရတယ်ဒါကြောင့်အဘမင်းတင်ကဒီ24နာရီမှာသူ24နာရီတပတ်လုံးနှီးပါအလုပ်တွေလုပ်သွားတယ်ဒါပေမဲ့သူအာယုံဘာလို့စူးစိုက်နိုင်တယ်လဲဆိုတော့သူစိတ်သူ့အာယုံကို သူမမောခင်နာတတ်တဲ့ဖော်မြူလာရထားလို့အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းပဲဒါလေးတော့ဒီမှာတော့ကျင်းကျုပ်ပဲပြောပါတယ်စင်ပွားတွေးပြီးတော့ရုပ်ပိုင်းဆိုင်ရာအထူးသဖြင့်စိတ်ပိုင်းဆိုင်ရာတွေကိုယ့်ရဲ့စိတ်နဲ့ပတ်သက်တဲ့အလုပ်အာယုံနဲ့ပတ်သက်တဲ့အလုပ်တွေဉာဏ်နဲ့ပတ်သက်တဲ့ပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာအဲ့အာယုံကိုညောင်းမသွားအောင်မောမသွားအောင်ပင်မမသွားအောင်နွမ်းနဲ့မသွားအောင်မမောခင်ကနားတက်တဲ့အလေးအကျင့်လေးတတိပြုတော်မူနိုင်ကြပါစေခင်ဗျာ